ရခိုင်ပြည်နယ်သက်မကွေးတိုင်းနောက်တောင်ကျန်ကနေရီကန်ပြူဟာကုန်းကိုရခိုင်တပ်တော်အေအေကအဖက်ဖက်ကနေပိတ်ဆို့ထားတာပါပြူဟာကုန်းပတ်လည်ကတပ်စခန်းများစုကိုအေအေကသိမ်းပြီးဖြစ်တယ်လို့ပြူဟာကုန်းကိုပြီးသက်သိမ်းနိုင်မယ့်ခြေအနေလည်းရှိနေတာဖြစ်ပါတယ်အောက်တိုဘာ18ရက်နေ့ဒီစစ်ကော်မရှင်ကပြူဟာကုန်းမကြရေးအတွက်လေကြောင်းပစ်ကူတွေနဲ့စစ်ကူတွေပေးနေပေမဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့အလံပြူထောင်လက်နက်ချခဲ့ကြတယ်လို့အေအေကသတင်းထုတ်ပြန်ပါတယ် ဒီအချိန်တွေမှာရခိုင်တပ်တော်ရဲ့လှုပ်ရှားမှုတွေနဲ့အတူမကွေးဒေသတွင် PDF တွေပူပေါင်းပြီးမဟာမိတ်စစ်စင်ရေးဆင်နွှဲဖို့ပြင်ဆင်နေကြတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ် ဆီအရှင်နေနဲ့ကတော့ဒီကကျွန်တော်တို့အရှင်တုံးမဲ့နေအားကြီးချစ်နေရဒီကဘွဲကာလာတွင်းမှာတော့ကျွန်တော်တို့ကအကောင်းဆုံးကျိုးစပြီးတော့မှဒီဒေါ်လိုင်းတပွဲအပြီးပြီးစုတောင်းပြီးဒီရခိုင်လို့ဆိုချက်ကိုကြည့်လို့လဲဒီဘက်ဒီဘက်ဒီမှာပူပေါင်းပြီးတော့မှမဟာမိတ်ရှိစဉ်ကြီးစဉ်လို့ကိုလည်းကျင်းကျင်းထားတာဆိုရှိရတယ်ဆက်ကောင်စီကတော့ဒီရွေးကောက်မှုရဲ့အပတ်သက်ပြီးတော့သူကတော့ဒီငင်းကြီးထိကျုပ်ရေးကိုသူချက်ချောင်းခက်တင်းတင်းကြက်ကြက်တော့သူထိုးမယ်လို့ကျွန်တော်မြင်နေရညာဒေတာကိုသူအားချင်းဖြစ်မယ်ခုကကတိုင်းသားဒေတာတွေကိုအလုံးလုံးနေတယ်ကျွန်တော်က ကျူတင်ပြင်ဆင်မှုလည်းလုပ်ထားတယ်ပေါ့နော်။တို့တဲ့လက်ဦးမှုယူဖို့လည်းပဲကျွန်တော်ကြိုးစားနေကြတယ်။မဟာမိတ်အနေနဲ့စုစည်းကြည့်ကျွန်တော်တိုက်နိုင်ဖို့တွေအခွဲတွေတိုးဝင်းမကွဲပဲနဲ့စီစီလုံးလုံးနဲ့ကျွန်တော်တိုက်နိုင်ဖို့တွေသူစည်းထားတာလေးတွေတော့ရှိတယ်ဗျ။အညာဒေသတို့ကွန်ကိုသူကစစ်ကြောင်းနဲ့ကြောင်းသုံးကြောင်းထွက်လာခဲ့မယ်ဆိုရင်ဒီစစ်ကြောင်းနဲ့ကြောင်းသုံးကြောင်းကိုကျွန်တော်တို့ကခံစစ်အနေနဲ့တိုက်မှာလားတိုက်စစ်အနေနဲ့တိုက်မှာလားဆိုတာလည်းကျွန်တော်ပြင်ဆင်ထားတာလေးတွေတော့ရှိတယ်ဗျ။စစ်ကောင်စီကျင်းပမဲ့ယူကောက်ပွဲကိုမကျင်းပနိုင်အောင်ကျွန်တော်တို့ကစီစီလုံးလုံးနဲ့ ်ပူးပေါင်းပြီးတော့တိုက်ကြမယ်ဆိုရင်တော့အောင်မြင်မှုရလက်ကောင်းရမယ်လို့တော့မျှော်လင့်ပါတယ်စစ်ကောင်မရှင်ကစကိုင်းတိုင်းနဲ့ထိစပ်နေတဲ့မကွေးတိုင်းမြောက်ပိုင်းပေါ့မြိုင်ထင်းလင်းနယ်တွေကိုအခုလဇာမိုင်းကလေးကလီချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ပြီးနယ်မြေထိန်းချုပ်ဖို့ကြိုးစားနေပါတယ်စစ်ကောင်မရှင်ရဲ့စစ်ရေးဆောင်ရွက်ချက်တွေဟာလက်လွတ်ထားတဲ့ရေနယ်မြေတွေကိုပြန်ရရေး ရွေးကောက်ပွဲအတွက်နေမြေချင်းချိုရည်နဲ့ PDF တွေချင်းချင်းမစုသီးနိုင်ပဲပြန့်ကျဲနေစေရို့ကိုရည်ရွယ်တဲ့အခြေအနေဖြစ်ပါတယ်။အဓိကရေနံမော်ဒီကိုမဲရနေပါဗျာ။အဲခက်စိတ်စိတ်တိုက်ခိုင်းနေတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးနော်။ရေနံအားလည်းတူတူပြအေးပါဆိုတော့အားကြောင့်အဆုံရှုံးလာတဲ့နေမြေတွေလေချောင်းကနေဖိလို့တော့ဗျာ။တတိထပီနေထိုင်ကြတာပေါ့နော်လက်ရှိမှာတော့နော်လေချောင်းကလည်းခက်စိတ်စိတ် တိုက်ခိုက်နေရေနံမြေတကြောကပြည်သူတွေပေါ့ရှောင်းတိတ်နေရတာပေါ့ဆိုရင်ကြောက်လန့်မှုတွေတော့ရှိတာပေါ့ဗျာခက်ဆိတ်ဆိတ်ပြီးလုံနေတာတိစုံနေလည်းရှိတာဆိုတော့တော့ပေါ့မြိုင်ထင်းလျံပေါ့နော်ချွိုင်းကော်ပတာပါရာမော်တာဂျက်ဖိုက်တာတွေနဲ့ပေါ့နော်မြေပြင်မှာလည်းပေါ့နေအနောက်မြန်ချမ်းမှာစီကြောင်းထုံးနေတာဆိုတော့ပြည်သူတွေရှောင်းတိတ်နေရတာပထမကြောင်းရေနံမြေနာတကြောပြည်သူတွေကတော့နှစ်လကျော်တုံးလဝင်ချင်အောင်ရှိပြရှောင်းတိတ်နေရတာတော့ကပ္ပစာ၂၀လေးထွက်လာတဲ့စီကြောင်းကြောင့်ပေါ့နော် စစ်ကောင်စီကမြောက်ပိုင်းမဟာမိတ်တွေရဲ့တည်တုံညာနှစ်ခုစစ်စင်ရေးလိုင်းတွေမှာလက်လွတ်ထားရတဲ့လေပိုင်းတိုင်းစစ်ဆန္ဒမျိုးလပခအစီအစဉ်ရှမ်းပြည်နယ်ကမျိုးတွေနဲ့တပ်စခန်းတွေကိုပြန်သိမ်းနိုင်မှုဇက်တိုက်ကြိုးစားနေတာပါ။ ဇမ်မန်နဲ့လက္ခဏာတို့ချို့နဲ့တက်စခန်းနေရာတို့ကိုပြန်သိမ်းပြီးလာဘခရှိကျမ်းမှာအသာစီးပြောင်းရင်ကိုကြိုးစားနေပေမဲ့လာဘခအနောက်ခြမ်းမကွေးတိုင်းဘက်မှာရခိုင်တပ်တော်၏နဲ့မကွေးဒေသတွင် PDF တွေရဲ့ PR ပေးတာကိုကြုံတွေ့နေရတာဖြစ်ပါတယ်။အရင်စစ်ကောင်းဆောင်တွေရဲ့နိုင်ငံတော်စစ်ရေးပြူဟာခင်းကျင်းမှာရခိုင်ပြည်နယ်နဲ့နိုင်ငံအနောက်ဘက်ခြမ်းကိုထည့်သွင်းတိုက်ချက်မှုနှဲခဲ့ပြီးအချိန်တိုအတွင်းရခိုင်တပ်တော်၏ရဲ့အင်အားကြီးထွားလာမှုကလက်ရှိစစ်ကောင်းဆောင်အတွက် PR ဖြစ်လာခဲ့တာပါ။ရခိုင်ကတဘုံထောက်ခုလုတ်လိုက်လစ်လိုက်ဆိုတဲ့တမိုင်းကရှေးကြားလीတော့သူကရမ်းပြင်မထားဘူး။အလွေပိုင်းတိုင်းစစ်ဌာနတို့အောက်ထဲမှာ ှာသူကမြောက်တက်လို့ဟာမျိုးစစ်စစ်တိုက်တို့လည်းပြီးတနေ့တိုက်တို့အများကြီးကလာပါခါခွင်နေမှာမှလေချောင်း ဒီပြုရှင်ရေးထိမ့်သိမ်းရေးစခန်းတွေပါတော့ညပြောရတယ်မန္တလေးမှာနောက်တစ်ခါမှာတင်ကားဌာနချုပ်ဆိုလဲအဲ့ဒီအလေပိုင်းတိုင်းစစ်ဌာနချုပ်တဆယ်29လေနောက်ဆုံးဝင်ဟန့်လိုက်တာဒီဒီအလေပိုင်းနိုင်စစ်ဌာနချုပ်စီးရနေပြီးမှထိုင်ပြီးတော့ပြန်လှုပ်သွားတာပေါ့ဗျာအခုကတော့သူအားဖြင့်ဒီလဘခအထိုင်ကနေပြီးတော့မှတက်ဖြန့်ပြီးတိုက်နေတာပဲကျွန်တော်နားလေဟုတ်ကဲ့တကယ်ကြောက်အောင်ပါခင်ဗျာအထက်အထက်ကအီစင်းလာမှကြီးကြောက်ရတာကချင်ကမြေပြန့်အုပ်စုအကုန်လုံးနဲ့ကချင်ကချိန်ပြီးတော့စကိုင်းတိုင်းထဲမှာတဲ့တော့မကွေးတော့ပါလို့ဒီလဘခတွေဆွဲထည့်ထားတာလေလဘခအကျယ်ကြီးပဲလက်နဲ့ဆက်ရ ယုံလို့ပါလို့ကလေလပခအောက်ထဲမှာနိုင်ငံကံပြူဟာကုန်းကိုအေကအပိသက်ထိန်းချုပ်နိုင်ပြီဆိုရင်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းတို့ချိတ်ဆက်ထားတဲ့အမ်ပဒန်လာစကိုင်းနဲ့အေရီတိုင်းကိုချိတ်ဆက်ထားတဲ့ပသိမ်မော်လာနယ်ကိုတော်လိုင်းအရာစုတွေကထိန်းချုပ်လာနိုင်မဲ့အနေအထားဖြစ်ပါတယ်။လက်တလောနိုင်ငံကံပြူဟာကုန်းတပ်ဖွဲ့မှာအလံမြူထောင်လင်းဝင်လာတဲ့စစ်ကောင်စင်တပ်သားတွေကိုနိုင်ငံတကာတုံ့ပြန်ဥပဒေတွေနဲ့ညီထိန်းသိမ်းထားပြီးနောက်ထပ်လင်းဝင်မဲ့သူတွေကလည်းအချိန်မြင့်ဆက်သွယ်နိုင်တယ်လို့အောက်တိုဘာ18ရက်နေ့ထုတ်ပြန်ချက်မှာရခိုင်တပ်တော်အေကဖော်ပြထားပါတယ်။ကျွန်တော်သုတ္တ 签拿吧。